ခွန်အား channel ကိုကြည့်ရှုနေကြတော့မိဘတင်ကအလုံးစိတ်ချမ်းပါတစ်ခုချမ်းပါကြပါစေကျွန်တော်ကတော့ဆရာကြီးအောင်တင်ရဲ့အနာဂတ်ကိုမကြောက်နဲ့စအောင်မှာကြောင်ညာအတွေးဆိုတဲ့အဆောင်မတစ်ပုဒ်ကိုဖတ်ကြပြမယ်သူစင်ပဲဖြစ်ပါတယ်ကြောင်ညာအတွေးကွန်ဒီရာဆိုတာဝယ်လိုက်လို့လက်ထဲရောက်ပြီးရင်အရှုံးပေါ်နေပြီတို့လားမှတ်လိုက်တော့ EV မှာကွန်ပျူတာလောကဤဆိုးစကားဖြစ်ပါသည်တကယ်ကိုလည်းမှန်ပါပြီသည်ကွန်ပျူတာအဆင့်တစ်ကိုတသိန်းပေးပြီးဝယ်လိုက်သည်ဆိုပါစို့ဘာမှမကြလိုက်အဆင့်နှစ်ကထွက်လာပါတော့ထွက်လာပါလေတော့သည်ဘာမှမကြလိုက်ဆိုတာကို ရှင်းပြလိုက်ရပါဦးနီတခါတည်းရန်3လလောက်ပဲကြာသည် အလုံးစုံ6လလောက်ပဲကြာသည်ဟုကျွန်တော်ထင်မိသည်ဈေးကတော့တသိန်းနှစ်သိန်းလောက်ဖြစ်ကောင်းထင်ပြီပေါ့ဆိုလိုသည်က အစင်တစ်ပေါ်ကပေါ်စာကထက်နည်းနည်းတည်တည်လေးပဲညာသည်သို့တော်စွိုင်းကတော့မလောက်အောင်ပိုပြီးထက်မြက်လာသည်ဒီအချိန်မှာမိမိလက်ထက်ရောက်နေသောကွန်ပျူတာအစင်တစ်ကိုတရားဏီဆိုပါလျှင်9000လောက်တောင်ပေးနိုင်သူရှိတော့နောက်ထပ်3000လောက်ရှိတော့အစင်3ကထွက်လာပြန်လေတော့သည်ဈေးကတော့တသိန်းခွဲလောက်ဖြစ်ကောင်းဖြစ်နည်းစွိုင်းကလည်းပိုလို့ထက်လာပါတော့သည် အစင်နှစ်ဝယ်ထားသူလည်းရှုံးသွားပြန်ပါလိမ့်မည် အဆင့်တက်သမားကိုတော့စကားနဲ့ထက်ပြောဖို့တော့မလိုတော့ဘူးဒီလိုနဲ့နောက်၃လလကြာပြန်တော့အဆင့်၄ကထွက်လာလိုက်ပြန်သည်စွမ်းရင်ကလည်းပိုလို့ကောင်းလာပြန်သည်ဈေးကတော့၂သိန်းလောက်ဖြစ်ကောင်းဖြစ်နိုင်ပါသည်ဒုမဟုတ်၃သိန်းခွဲလောက်သာဖြစ်ကောင်းဖြစ်နေသည်ဒီလိုနဲ့အဆင့်၅ထွက်လာလိုက်တော့စွမ်းရင်ကဝုံဝုံတိုင်တိုင်ပြောင်းလဲတိုးတက်သွားသည်ရခင်အဆင့်နေနဲ့ဘာမှမဆိုင်တော့ကွန်ပျူတာကိုယ်တိုင်ကပြောင်းလဲသွားသလိုသူနဲ့တွဲပတ်ပစ္စည်းတွေကလည်းပြောင်းလဲသွားသည် ထိုသို့သောအရန်ပစ္စည်းတွေကို ရှေးပိုင်းကအစင်တင်းနှစ်သုံးလေးဆိုတာတွေကကင်တင်နိုင်တမ်းမရှိတော့ဘီဒီတော့အစင်တစ်ကွန်ပျူတာကင်ထားသူကအစင်၅ကိုတက်ဝယ်ရတော့သည်မဝယ်လို့လည်းမဖြစ်တော့သူ့လက်ထဲကကွန်ပျူတာလက်နှိပ်ဆက်တတလောက်ပဲဖြစ်နေပြီကိုဤသို့အားဖြင့်ကွန်ပျူတာလုပ်ငန်းလုံနေသူများမှာနှစ်ကိုအလျားလိုက်ကိုးနေရတကယ်တို့ဖြစ်နေတော့သည်ငွေဝေလုပ်ငန်းတစ်ခုဖြင့်လောက်ကင်နေကြသောသူတို့အဖို့အကြောင်းမဟုတ် ဝါဒနာအယူထသူများအတွက်ကတော့အဂရိယဝါဒနာဥနာကဲ့သို့ဖြစ်နေလေတော့ဒီဤသို့သောတင်ညာရတင်ညာကိုဝါဒနာယူယူနေသူများမှာလူမနှင်သူမနှင်တပုံကြီးရှိနေသည်တင်ညာဆိုဒီကလည်းကုဏ္ဍတင်ညာတနည်းတွေကမမဟုတ်ပါဗျာမဟုတ်ပါကလားတပုံတင်ညာရုပ်ရှင်တင်ညာပကြီးတင်ညာပပုတင်ညာစသည်စသည်ဖြင့်တင်ညာရတေကစုံလင်လာသည်ထို့တွင်နောက်တစ်ခုတိုးလိုလိုက်သည်က ဘယ်တင်ညာမဆိုကွန်ပျူတာနဲ့ဆက်ဆက်လာနေပြန်တော့ဒီဒီတော့အဲ့ဒီတင်ညာတွေကိုရှာပေးအောင်တော့သမင်းတောက်ကြီးနဲ့လူပါမတော်ုံဖြင့်မှာလိုက်ခြင်းသည်ဆိုတော့မြို့မဆရာငင်းဤတခြင်းကိုဟဲ့လိုက်ရမလို့ဖြစ်လာသည်သူတို့နီးတူအစ်စ်အစ်စ်ထွန်းတညာနောက်တို့ကောက်ကောက်ပါအောင်လိုက်နေရှာတော်သူများမှလည်းရှိနေသေးသည်သို့တော့သူတို့လိုက်နေကြသည်ကအတိတ်တင်ညာလမ်းအတက်တင်ညာလမ်းမဟုတ် ဇက်ကမလက်ဒရဇက်အစ်စ်အစ်စ်တွေတိုးနေသောလူသုံးပစ္စည်းများနောက်သို့သာဖြစ်သည်အထူးသဖြင့်အဝေစားစသောအသုံးဆောင်များနောက်သို့အငမ်းမရလိုက်နေကြသည်မင်းကလေးများကပိုလို့တမတ်ကြသည်ကိုလည်းအထူးပြောစရာမရှိတော့ထွက်လိုက်သည်လာစဉ်တို့အပတ်စဉ်စာအပတ်စဉ်ထုတ်စာဆောင်များကိုလှန်ကြည့်လိုက်ရင်လဲကြောင်ညာကတဝက်ကြော်လိမ့်အောင်နီတချို့စာဆောင်များကတော့ကြောင်ညာတက်တက်မြတ်တာဖြစ်သည်ထိုကြောင်ညာများကိုကြည့်လိုက်ရင်လဲ ဝင်းကလေးအလှတင်အတုံးဆောင်ဒစ္စညာကထောက်ဝက်ကြော်ကြော်နေရာယူထားသည်ကိုတွေ့ရမည်ဖြစ်သည်အမတ်မထင်စတိုးဆိုင်ကြီးတွေကိုရောက်သွားလိုက်လို့ထိုးထိုးသောဒစ္စညာ၏ဈေးနှုန်းကိုလှန်ကြည့်လိုက်ရင်ကြောက်ခမန်းလန်ကမန်းဟုဆိုနိုင်လောက်သည်ဒါကကျွန်တော်တို့လူတာမန်ဝင်ငွေသမားများအတွက်ပြောမိခြင်းပါမတရားချမ်းသာသူများကတော့ကလေးမို့ဘူးလောက်တာထစ်ကောင်းထစ်နေပြီပေါ့ဒီလိုအဖိုးတန်လူသုံးကုန်အလှကုန်ဒစ္စည်းတွေကိုမင်းကလေးတွေတုံးကျင်ဆွဲကျင်လာအောင်လဲ ကြုံညာကြရသည်အတီးတီးထိုးထိုးသောအဝေစားတွေကိုဝတ်ပြလိုက်တုံးပြလိုက်ကိုဟန်ပြလိုက်လောက်ရသောကိုဟန်ပြလုပ်ငန်းတီးပင်လူငယ်လူရွယ်တို့တမတ်မောမောထရထင့်နေသောလုပ်ငန်းကြီးဖြစ်နေပါလေပြီကုံစီဟူတညာဤအသက်တည်လဲကြုံညာပေါ်တွင်တီလာလေပြီလားမသိကျောင်းဝဲလုံးကြီးကြုံညာနားကိုပင်လင်မျက်စိနောက်အောင်နေနေပြီးနားညအောင်ကြားနေရသည်ဒီလိုကြုံညာနားကိုလဲအလကားကြုံညာခြင်းလို့ရနိုင်သည်မဟုတ် ငွေပင်ငွေရင်းတောက်တောက်လည်းအကုန်ခံနိုင်မှကြုံညာကောင်းဖြစ်နိုင်သည်ဒီစရိတ်တွေကိုကုန်စီပေါ်တင်လိုက်ပြန်တော့ဝယ်သူကကြုံညာကကိုပါပေးလိုက်ရသည်သဘောဖြစ်လာပြန်တော့သည်သို့တော်မတက်နိုင်ကြတော့ပြီဒီလိုတန်ရာကြီးတဲ့တွင်လေလံမိခဲ့လေပြီဖြစ်တော့ကြောင့်ပြန်ထွက်ခြင်းလို့မရနိုင်တော့ပြီအထယ်ဆိုင်ုံကလည်းတင်းနူပြီးတင်းနူမယိုးနိုင်အောင်အထယ်စားအဝိစာတွေကိုထုတ်ရပေးလိမ့်မည်နောက်တစ်ဆင့်အဆင့်အဆင့်အဆန်းအဆင့်အဆန်းဆန်းတွေကိုဒီဇိုင်းထုတ်ရအောင်ဒီ နောက်ပြီးတော့အင်ကြီးပုံဆန်းဆန်းလေးကိုတီထွင်ရအောင်နီနောက်ပြီးတော့ဝင်းကလေးချောချောလှလှလေးတွေကိုအဝတ်ဝတ်ခိုင်းပြီးကြောင်ကြအနုနုကိုလည်းလောက်ရအောင်ဒီဒီတော့မှကုန်ပစ္စည်းအယောင်ရတွင်ကျန်နေမဟုတ်ပါလားသူကဲ့သို့မယားမလင်းစဲ့အောင်ကြီးနာကိုပိတ်ပစ်လိုက်ဖို့သာ ရှိတော့သည်မဟုတ်ပါလားအလုလက်မဲ့တွေပေါ်လာပေအောင်တော်နီစာဖတ်သူတခုစဉ်းစားကြည့်စီခြင်းပါသည်ယခုခေတ်ပေါ်လာသောအဝိစအထေစာများသည် ရှေးခေတ်ကတာမန်ချီတဲ့ပိုးတံများကဲ့သို့မဟုတ်အလွန်ကိုခိုင်ခန့်သည်တက်ထရလိုအစာများဆိုရင်အငင်ကက်လောက်အောင် ခိုင်သောကြောင့်မုံနေအောင်ကိုဝေးရသည်ထိုသူသောအဝိဆာနီကို၅ဆောင်လောက်ချုပ်ထားနေဆိုရင်အ ਨੇ ဆုံး၂နှစ်လောက်နောက်ထပ်မဝယ်ပဲဝင့်နိုင်လောက်နေဟုထင်မိသည်သို့သောထိုကဲ့သို့၂နှစ်လောက်မဝယ်ပဲနေလိုက်ကြရင်ထိုစိတ်ုံကြီးများပေးပြလိုက်ရတော့နေတာဖြစ်သည် ဒီတော့သူတို့စေယုံတွေကလည်းကိုမအဝိစားရရှိပါလျက်နဲ့ထက်ခါထက်ခါဝဲခြင်းနေအောင်နီးအနုမျိုးဖြောင်းကြရသည်သူတို့ကဖြောင်းလိုက်ကြတော့ကျွန်တော်တို့ကလည်းကောက်ကောက်ပါအောင် လိုက်သွားကြရတော့ဒီသာဤသို့ဖြင့်အဝိစားတွေကဤသို့ဖြင့်အလုသမားတွေကတကယ်မလို့အတော်ပစ္စည်းတွေကိုဆက်လက်ထုတ်လုပ်နေကြရတဲ့အံဒီ အိမ်တအိမ်မိသားစုတစ်ခုတွင်သာသမီတစ်ယောက်ကအဝယ်စားတွေတပုံကြီးရှိနေပါလျက်အသည့်ပေါ်တိုင်းဝယ်ခြင်းနှင့်လင်အဝယ်စားလော်လီသည်ဟုဆိုကြသည်မဟုတ်လားကျွန်တော်ကိုအတွေးခေါင်သည်ဟုဆိုခြင်းလဲဆိုကြပါတော့ကျွန်တော်တို့လူသားများသည်အဝယ်စားမှစ၍အဖက်ဖက်တွင် လော်လီနေကြပြီဟုထင်နေမိသည်မလိုအပ်သောအထုံးတီးမှုတွေကိုအတော်ကြီးလုပ်နေကြသည်ဟုထင်မိပါသည်ကျွန်တော်မကြခဏတတိယမိနေတာလေးတစ်ခုကိုပြောလိုက်ရပါဦးမည်လွန်ခဲ့သောနှစ်ပေါင်း30လောက်က ဂျာမန်ចောင်းသားတဦးနှင့်မိတ်ဆွေထစ်ခဲ့ဘူးသည်တနေ့တွင်ဘတ်စကားစီးပြီးသွားကြတော့သူကဘတ်စကားဒရိုက်ဘာ၏လက်ကိုနှစ်စီးမခွာနိုင်အောင်တန်အန်တော်ကြည်နေသည်ကားက V8 လို့ခေါ်ကြသည်စစ်တုံးခေါင်းတို့ကာကြီးဖြစ်သည်စာဖတ်သူတို့လည်းသတိထားမိပါလိမ့်မည်ဂီယာထုတ်လျင်ဂီယာတက်တုတ်သွားတတ်တော့ကြောင့်ပြင်စာလေးနှင့်ထောက်ထားရသည်ဂီယာတောင်းချင်ပြန်လဲထိုးတင်ချက်လေးကိုလက်နှင့်ဆွဲထုတ်ဂီယာပြောင်း ဒါတွေကိုမျက်စိဖြင့်ကြည့်နေသည်မဟုတ်လက်ကအလိုလိုကြွန့်ကျင်စွာတီးလုံနေသည်ဆိုတော့ဇာထိုးကြွန့်ကျင်သောမင်းကလေးတယောက်လက်ကိုကြည့်နေရပြီတကယ်သို့သူကအံ့ဩနေဟန်ရှိသည်ကားပေါ်ကဆင်းလာတော့သူကမင်းတို့မြန်မာဒရိုက်ဘာတွေကတိတ်တော်တာပဲမင်းကဂီယာထိုးလိုက်ပြင်ကျက်နဲ့ကြွန့်ကျင်စွာထောက်ထားလိုက်လုံနေတာကိုသဘောကျတာလားအေးအဲ့ဒါလည်းပါတယ်ဒီထက်ပိုပြီးအံ့ဩကောင်းတာအံ့ဩဖို့ကောင်းတာကတိတ်ပြီးတိခန့်စိတ်ရှိရတာပဲဟုတ်လားဘလို့စိတ်ရှိရလဲ ဒီလိုဖြစ်နေတဲ့ခီယာကိုစိတ်ရှည်လက်ရှိတီးခံပြီးတုံးနေတာကိုပြောတာကျွန်တော်အဖို့တော့ဖြင့်ဒီလိုနင်ခွင်းမှာဆန်းလာသည်မဟုတ်သို့တော်သူ့အဖို့ဆန်းကောင်းဆန်းနေပြီလိမ့်နီဟုအောက်မိပါသည်သို့တော်သူကတွေးတွေးဆက်ဆက်ဆက်ပြောပါသည်ငါတို့တန်းဒီကကာသမားကဘယ်တော့မှဒီလောက်ပြီးမခံဘူးစိတ်မရှိဘူးနင်းနေလောက်ကလေးခြုံရင်းသွားလိုက်ရင်အတန်ကလေးနီလာလိုက်ရင်မမောင်းချင်ကြတော့ဘူးအင်ဂျင်အစ်စ်ပစ္စည်းအစ်စ်ကိုကောက်တက်လိုက်တော့တာပဲတကယ်လို့မင်းတို့တန်းဒီကကာသမားရူတာ စိတ်ရှိရှိတီးခိုင်းပြီးတုံးမယ်ဆိုရင်မင်းစဉ်းစားကြည့်ငါတို့ဖျောက်ကွက်ကွန်လေးတီပကိုဘလောက်များပို့ပို့ပြီးပို့နိုင်နိုင်ပဲဒီလိုဆိုရင်တီတွင်ခြွေတာမှုကြောင့်ငါတို့တန်းဒီဘလောက်ပို့ပြီးချမ်းသာလိုက်လိုက်လဲဘာပဲတူတူမင်းတို့တန်းဒီကကာသမားရီလိုစိတ်ရှိတီးခိုင်းတာတကယ်ကိုကြီးကျူးဖို့ကောင်းတာအမှန်ပါပဲ။ကိုင်းစဉ်းစားတာကြည့်ပါတော့။ကျွန်တော်တို့ကဒီလိုအနေမျိုးဘယ်လိုမျိုးပြီးရနိုင်ပါမလဲ။နီနီတခါညငွေကြီးစီးပွားရေးကို စိတ်ဝင်မစားခဲ့ဘူးလေတော့ဒီလိုအတွင်းနေကိုရှောင်လို့တော့မတွေးခဲ့မိစသို့တော်လေသူ့ကျေးဇူးကြီးမားပါပြီဒီယခုတော့ထင်ကျွန်တော်တို့ကဘာသူကဘာသားတွေလုံနေတာအမှန်မှာဟုတ်ကြလေရလာဟုစဉ်းစားနေပြီးတော့ဒီကျွန်တော်အတွေးခေါင်းနေရင်တီးခံပါဟုအစောကြီးကစကားခံထားသည်ကိုတတိယစီချင်ပါသည်ကျွန်တော်တို့အားလုံးအဖက်ဖက်တွင်လော်လီနေမိကြပြီဟုထင်သည်မလူတာတွေကိုအကျယ်ချဲ့ပြီး အလုတ်ကြီးတစ်ခုလုံနေကြတာများလုံနေပြီလားဟုကျွန်တော်ထင်မိသည်ကဘာနေကြီးကထုတ်ပေါ်ပြလိုက်သည့်ပစ္စည်းတွေကိုအလွဲသုံးဆန်းလုံလုံးတာများနေပြီးအတုံးဆွဲလော်လီလွန်းနေပြီဟုကျွန်တော်ထင်မိပါသည်ထို့ပြင်လူတို့ဤလုံသားဆွမ်းရင်ကိုလည်းအေးမပါသည့်နေရာတွင်တုံးနေကြသည်မှာတရားလွန်လာနေပြီဟုထင်မိပါသည်သာသမီများမဟုတ်သည့်နေရာတွင် လော်လီပန်များလက်သောမိဘကအပြစ်ပေးတန်ခတ်ဆုံးမမိတဲ့ကဲ့သို့တဘာဝကြီးကလည်းတနည်းနဲ့တနည်း တန်ခတ်တော်နေဟုကျွန်တော်ထင်နေမိသည်လာနိမကြာမီသောကာလတွင်ကျွန်တော်တို့လူသားတွေသည်တဘာဝတစ္စည်းတွေအလဟတ္တမထီရေလူတို့ဆိုင်လောဝမထုံတီရေစသည်တို့ကိုဝိုင်းဝန်းစဉ်းစားကြရသောအချိန်တွေသို့ရောက်လာကြတော်နေဟုထင်သည်ရင်းနေရင်ရှက်လဲရှက်မိပါရဲ့ရေးသားနေရသည်ရင်းသာရင်းနေရသည်စင်ကောင်းခွေးရှိသလိုဖြစ်နေကြောင်းကျွန်တော်သိနေပါသည်သို့တော့ ထို့ထို့သောလူသုံးအပိုပစ္စည်းတွေကျောင်းရီကိုတွေ့လိုက်တိုင်းဒီအတွေ့ကတာမင်းအစီမရပေါ်ပေါ်လာနေတတ်သောကြောင့်ရေးလိုက်ရခြင်းဖြစ်သည်တခြားလူသားပြဿနာတွေကဘာပြဿနာတွေကိုပညာကြီးသူများကစဉ်းစားကြမိလိမ့်မည်ကျွန်တော်တို့လက်ငင်းစဉ်းစားကြတဲ့ဒီကတော့ကျောင်းရီကောင်းတိုင်းပစ္စည်းတွေလှတိုင်းအပိုပစ္စည်းတွေကိုတစားဇက်ဝယ်ရန်ကြိုးစားနေရင်ပတ်စံရှာလို့ကိုလောက်နိုင်တော့ညီမဟုတ်မလောက်နိုင်တော့မဟုတ်တန်တရားနည်းနဲ့ရှာလာမိကြလိမ့်မည် ထို့သို့ထစ်လာလိုက်ရင်တော့အဝေဆန်းကတောက်ကြောင်သွား၏အတွင်းဆိုင်ကမှောင်မဲမွေးတင်နေလေပြီမိတ်ကပ်ပေါင်တာတွေကမွေးပါ၏အတွင်းဆိုင်ကပုတ်ဧည့်နေလေပြီအထူးသဖြင့်အလှမှတ်တော့လူလင်ညာလုံမငယ်ညာသည်ကြောင်းညာအန်ရေကိုတတိကြီးစွာထားနိုင်ကြပါသည်တတိဟုစုမုံကောင်းတောင်းလိုက်ပါသည်